င်္ဂလာပါခင်ဗျာ Ansock ဖြည့်ရှင်းမြောက်တဲ့ပုံစံများစီစဉ်ရနေကြိုးစားပါရခင်ဗျာကျွန်တော်တော်တူပါညီမမဲပါပါရှင့်ကဲမဲပါရေးမလာပါဟုတ်ကဲ့မင်္ဂလာပါကိုဒီတစ်ပတ်မဲပါပြောပြမှဖြစ်မှာနော်ဟုတ်တယ်ကိုညီမရှာလာတယ်ဟုတ်လားဟုတ်တယ်သူစမ်းတဲ့အကြောင်းအရာတွေပဲပေါ့ဟုတ်တယ်ကိုโอเคဗျာအဆူနားထောင်မယ်လေးနော်မဲပါဒီနေ့ပြပြမယ့်အကြောင်းအရာလေးဟိုတယ်ဇလန်းနေထဲမှာနာမည်ကြီးနေတဲ့ဒီ Season Hotel ကနေပြီးတော့ဖြည့်ရဆန်းအကြောင်းလေးကိုပြပြမှာဩဟုတ်ပြီဗျာပြောပြနော်ပြပြမယ်နားထောင်နော်ဆိုတော့လေဇန်နဝါရီပေါ့နော်ဒီ26ရက်2023မှာဒီအသက်ဒီ22နှစ်အရွယ်ပေါ့နော်ဒီကနေဒါနိုင်ငံသားခရီးသွား ဒီအလီဇာလန်ဆိုတဲ့ကောင်မလေးပေါ့နော်။သူမကသူမနေထိုင်နေပေါ့နော်။ British Columbia ကနေထွက်ခွာပြီးတော့ဒီအယ်လီမြို့လေမှာရှိတယ်ပေါ့နော်။စီဆဲဟိုတယ်ဟိုတော့ချက်ကင်ဝင်ရောက်ခဲ့ရပေါ့နော်။သူမကတော့ဒီ social media ပေါ်မှာပုံတွေလည်းတင်ခဲ့တယ်သူ့ရဲ့ဒီလမ်းဆန်းတက်ကြွတဲ့ပုံတွေကိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်သူပျော်ရွှင်နေခဲ့တယ်ပေါ့နော်သူမကနောက်ဆုံးနေတွေ့ခဲ့ရဒီ16ရက်မြောက်နေ့ကဒီ February လ16ရက်နေ့မှာသူ့ရဲ့အလောင်းတွေ့ခဲ့ရတာပေါ့နော်သူမတဲခိုတဲ့ဒီ season hotel မှာရှိတဲ့ခေါင်းမိုးပေါ်မှာရှိတဲ့ဒီ၄ပေအကျဉ်း ရှိပေအနှက်ရှိတဲ့ရေတိုင်ကြီးထဲမှာအဝတ်မပါဘဲနဲ့သူ့ဒီအဝတ်မပါဘဲနဲ့မျောနေအောင်တွေးခဲ့ရတာ။ဟုတ်။ကြောက်စရာကြီးပါလား။သူ့မောင်ကိုဘယ်လိုရှာတွေ့လဲဆိုတာအခုသိချင်လား။ဒီကေလို့ပါမလို့လေဘယ်လိုတွေ့ရလဲ။ဒီဟိုတယ်အခန်းကြီးထဲမှာလေရေအားမကောင်းဘူးဆိုပြီးဟိုတယ်ဧည့်သည်တွေကမကြင်မနဲ့ပြောဆိုပြီး complaint တက်လာကြတယ်။ ပထမဆုံးအကွာရေကိုဖွင့်တဲ့ချိန်မှာရေကအဲ့လိုအနက်ရအောင်အဲ့လိုအညစ်အကြေးတွေတံမိုတန်ဆပုံစံမျိုးနဲ့ထွက်လာပြီးနောက်မှာကအဲ့လိုပုံမှန်အဲ့လိုအဖြူအညီထွက်လာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ရေကအရသာဆိုပြီးဖြစ်နေတယ်ဆိုပြီးတော့ဇုံတွဲတွဲကလည်းစိုးထားတယ်အဲ့တော့အဲလီအတွက်ဒါကပုံမှန်လို့သူတို့ကထင်တဲ့အတွက်ပေါ့နော်အဲ့တုန်းကဆို complain ဟိုမတက်ခဲ့ဘူးပေါ့နော်အကိုရောအဲ့ဒီ hotel တွေပဲတွားတဲ့ခါကျရင်ရေပဲအဲ့လိုမတောက်ကြည့်နဲ့နော်အာဘာလို့တောက်မလဲမတောက်ပါဘူးပုံအတူတူစီကထွက်တဲ့ရေမတောက်ဘူး နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်ပေါ့နော်ဒီချက်လက်ပိုင်းအားဆိုရင်ဒီ hotel manager ရဲ့ထွက်ဆိုပြပြချက်ကနေသိရတာပေါ့နော်ဒီ alisa ကလေဒီ hotel ကို check in ဝင်တဲ့အခါမှာပေါ့နော်သူမကဒီမူလကငါးလမှာရှိတဲ့အဆောင်ပုံစံပေါ့ဒီအခြားအဲ့တယ်နေအတူနေရတဲ့အခန်းကိုသူယူထားတာဟုတ်ဟုတ်ဒါပေမဲ့နှစ်ရက်အကြာမှာကျတော့သူမရဲ့အခန်းပေါ်ကသူမနဲ့ဒီသူမရဲ့ပေါ့နော်ဒီထူးဆန်းတဲ့အပြုတ်မှုတွေကြောင့်သူကတိုင်ကြားတယ်တိုင်ကြားခြင်းခံရတော့သူမကိုဒီကိုပိုင်သီးတဲ့အခန်းတစ်ခါကိုပြောင်းရွှေ့ခဲ့လိုက်တယ်။ဟွန်း ဲ့တော့သူမရဲ့အခန်းပေါ်ကိုလေသူကလေစာနဲ့လေပြောသေးတယ်ပေါ့နော်အိမ်ပြန်တော့အဝေးကိုသွားတော့ဆိုပြီးသူအဲ့လိုရေးခဲ့တာရေးပြီးတော့အခန်းတကားကိုလည်းသူတောက်ခတ်ထားတာမျိုးလေလုတ်ခဲ့သေးတယ်ပေါ့နော်အဲ့တော့သူမကဒီခရီးစဉ်တလျှောက်လုံးဒီဇန်နဝါရီပေါ့နော်31 2023လောက်ထိကိုနေ့စဉ်ပေါ့နော်သူမမိဘတွေနဲ့အဆက်အသွယ်မပြတ်ခဲ့ဘူးအဲ့ဒီနေ့ကသူမကဒီဟိုတယ်ကနေ check out လုပ်ပြီးတော့ Santa Cruz ကိုသွားမယ်နေပေါ့နော် ဒါပေမဲ့အဲ့ဒီနေ့မှာသူမိမတွေကသူနဲ့အဆက်အသွယ်မရလို့ဆိုပြီးဒီအယ်လီရဲ့ရဲဌာနကဆက်သွယ်ခဲ့သေးတယ်။ရဲတွေကတော့ဒီဟိုတယ်ဟိုရှာခဲ့တယ်ပေါ့နော်ဟိုတယ်ကိုလာရှာခဲ့တယ်။ရှာပွေခွေးတွေကိုလည်းအသုံးပြုခဲ့တယ်ပေါ့နော်။အနက်ရတာမျိုးရှိခဲ့ပေမဲ့ဒါမှလုံးဝရှာမတွေ့ခဲ့ဘူး။ဖေဖော်ဝါရီ19ရက်နေ့လည်းကြလည်းကြတော့ဒီ19ရက်နေ့မှာပေါ့နော်အပေါ်ကပြောခဲ့သလိုပဲဒီဟိုတယ်ရေအားနည်းလာတာ complaint တက်လာတာကြီးများလာကြရပေါ့နော် complaint တက်လာကြတော့ဟိုတယ်ပြင်စီရေးသမားတွေကဒီခေါင်းမိုးပေါ်ကိုတက်ကြည့်ကြပါပေါ့နော် သူမရဲ့အလောင်းအဲ့တက်ကြည့်တော့မှသာဒီအလောင်းရေတိုင်ကြီးထဲမှာတွေးခဲ့ကြတာသူမကိုဒီနောက်ဆုံးမြင်တွေးခဲ့ရတာဆိုရင်ဒီဟိုတယ်ရဲ့ဒီဓာတ်လေကားထဲမှာတက်ထားတဲ့ CCTV ရဲ့ပေါ့နော်စောက်ကြည့်ကင်မရာထဲမှာဗီဒီယိုတစ်ခုအဲ့အဲ့ဗီဒီယိုတစ်ခုပဲတွေးလိုက်ရတယ်ပေါ့နော်အဲ့ဗီဒီယိုအခုပြမယ်ဟမ်ဗီဒီယိုပြမယ်ဟုတ်လားပြမယ်ကိုမကြည့်ကြည့်ဟောအာနေဟောဗီဒီယိုကမကြည့်ချင်ဘူးလေသူကဘာဖြစ်လို့ဖြစ်မှာမသိတေတော့တာပါဆိုလို့အဲ့လိုမျိုးကြီးလားမကြည့်ချင်ဘူးလေကြည့်ကြည့်လိုက်ဟောမဟုတ်ဘူးတမန်ပြမယ်ဟင်း ထိုးစမ်းတယ်သူကလေဒလာသူမအောင်ဒါနောက်ဆုံးအချိန်တွေ့ခဲ့ရတဲ့ဟာဒီဗီဒီယိုဖိုင်ကဟွန်းဒီဗီဒီယိုဒါဒါသူပေါ့လေဟာဒါသူကဘာဖြစ်လို့လဲသူကသူပုံစံချင်းတော့တရားတရားကိုပုံးနေတယ်လို့ပဲဒီလားပြီးတော့နေဘာလဲဟောလေစကားပြောနေလားဘာလဲသူဘာလဲဒဇုံတယောက်ကလေသူမအောင်အဲ့လိုလိုက်နေရပုံရရတယ်ဒီလားဒါမှမဟုတ်ဒဇုံတယောက်ကဟိုပေါ့နော်သူ့ကိုလိုက်နေရဆိုရင်တော့မှဓာတ်လေကအပြစ်ပေါက်ထွက်မှာမဟုတ်ဘူးလား ပြောချင်တာလေကြည်ယုံတွေ့တာသူကလေတကယ်ကိုထူးဆန်းပြီးတော့လေအဲ့လိုလူနဲ့မတူတဲ့နီးလန်းနေသူ့ရဲ့လက်တွေကိုမှကြည်လှောက်ရှားနေတဲ့ပုံတွေတွေ့လားသူ့ပုံစံအဲ့လိုတွေ့နေရတယ်ဟုတ်တယ်နော်အဲ့ဆိုရင်ဒီဓာတ်လီကတကားတယ်ဘာလို့မပိတ်သွားတာလဲမပြောတတ်ဘူးဒါပေမဲ့သူမှတရားရောက်တဲ့စကားပြောနေပုံတော့ရရသေးလားသူရှိမှရှိနေတယ်တစုံတယောက်နဲ့ဓာတ်ရဲ့စကားပြောနေပုံမပေါ်ဘူးလားဟုတ်တယ်ဒါပေမဲ့သူရှိမှလေဘယ်သူမှရှိနေပုံလည်းမရပြန်ဘူးလေနော်အဲ့ဒါနောက်ဆုံးတွေးလိုက်ရတဲ့ဗီဒီယိုပဲနော်ထူးဆန်းတယ် ဟုတ်တယ်တကယ်ထူးဆန်းတယ်တကယ်ထူးဆန်းတယ်အဲ့တော့ तू ဘာဖြစ်သွားလဲဆိုတာထုံးစံတိုင်းပေါ့အကိုရဲ့ဖြစ်နိုင်ခြေရှိတဲ့ theory လေးညီမတို့ပဲပြောကြအောင်ဟုတ်ပါပြောပါအောင်အဲ့ထဲကဒီအကြောင်းအရာတစ်ခုလားဆို तू မဒီပေါ့နော်အမြင်လွတ်သွားတာထင်အောင်ထင်မှဖြစ်တာဒါ hallucination ဖြစ်တာဒါမှမဟုတ်အရက်မူးနေခြင်းဖြစ်နိုင်တယ်ပေါ့နော်အမှန်မှာတော့လေအလစာကနှမျိုးစိတ်ပိုင်းဆိုင်ရာယောဂါတိလား ဘိုက်ပိုလာဒီဆိုဒါရှိတဲ့သူဖြစ်ပြီးတော့အဲ့ဒီယောဂါကြောင့်သူကဆေးအမျိုးအစား၄မျိုးလောက်တောက်နေရတယ်လို့ဖော်ပြထားတယ်။အော်အဲ့တော့အဲ့ဒီယောဂါကြောင့်လဲဆေးရုံတက်ဖူးတယ်လို့လဲဆိုရဲပေါ့နော်။အဲ့အကြောင့်ဒီလိုပြုတ်မှုနေရဖြစ်နိုင်ပေမဲ့လဲအလောင်းခွဲစိတ်စစ်စေးတဲ့ကျန်းကျင်သူတွေအဆိုမှာတော့သူမရဲ့ဒီပေါ့နော်အစိတ်ဗေဒဆန်းသက်မှုရလက်တွေအရာသူမကိုပေါ့နော်တေဆုံးစီနိုင်တဲ့ဆေးဝါးဒါမှမဟုတ်အရက်ဘာမျှအဲ့လိုဘာမှကိုပေါ့နော်ပါဝင်နေတာမျိုးမရှိဘူးလို့လဲဆိုထားတယ်။ဟုတ်တယ် ဲ့မှာမဟုတ်သူမကတကယ်ဒီ bipolar ဆိုလို့ရှင်ကွာအဲ့ဒါကဘာကြောင့်မလို့သူမဒီလိုဖြစ်တာလဲဆိုတော့ဒါရှင်းပြတာပဲလीဟုတ်တယ်ဟုတ်တယ်ဖြစ်နိုင်တယ် ဟုတ်တယ်အခြား theory တွေတခုမှဆိုသူမကလေအမှန်တကယ်အသက်ခံခြင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့အလောင်းခွဲစိတ်စစ်ဆေးမှုအရာဆိုရင်တော့သူမကရေနစ်သေးဆုံးတာဖြစ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်မှာဒဏ်ရာလက္ခဏာတွေလည်းမတွေ့ခဲ့ရဘူးတဲ့အဲ့အကြောင်း तू ကအသက်ခံရခြင်းလည်းမဟုတ်ဘူးပေါ့နော်ဒီဆေးဝါးနဲ့အရမဟုတ်ကြောင်းဆိုတဲ့တက်တေအထောက်ထားတွေကလည်းတက်တေပြနေခဲ့တယ်မရှိဘူးဆိုတဲ့ဟာမျိုးပေါ့နော် तू ကသူဟိုအသက်ခံရတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီအလီဇာကဒီတိုင်ကြီးတဲဟိုပေါ့နော်အမှန်တကယ်တက်သွားစေဖို့အတွက်က ဘလို့မျိုးလှုပ်ဆောင်နိုင်ခဲ့တယ်လဲဆိုတာလူအများကအံ့ဩနေကြတယ်ဒီနေရာကိုပေါ့နော်သူဘလို့ရောက်သွားမှန်းတော့ဘသူမှတိနိုင်သိနိုင်မှာမဟုတ်ဘူးပေါ့နော်မေကွန်းဟိုထုတ်เสียရအောင်ဖြစ်ကုန်တယ်ကိုရဲ့တိလားဘယ်သူမှမသိနိုင်ဘူးဒီလိုညာသူတက်သွားဖို့ဆိုတာကြီးอ่ะအဲ့တော့တကယ်တော့ပေါ့နော်ဒီအဲလဇာဒီခေါမိုးပေါ်ကိုအဲ့လိုမျိုးတက်ဖို့ကသူ့မှာနီလန်းနှစ်ခုပဲရှိတယ်။ဩပထမတစ်ခုကကြောဒီအရေးပေါ်ပေါ့နော်ဒီလေကားဖြစ်ပြီးတော့အဲ့ဟိုတယ်မှာအရေးပေါ်လေကား၃ခုရှိတယ်။၃ခု။ဒါပေမဲ့အဲ့ဒီဟာအဲ့ဒီ ဲ့ဒါလှုပ်ဖို့အတွက်ကိုဗရင်ဘောက်ကနေပြီးတော့ထွက်ရမှာဖြစ်မှာဟမ်ဘရင်ဘောက်ကထွက်ရမှာอืมပြီးတော့နမက်နဲ့အချက်ကဆိုရင်ဒီတော့ခတ်ထားတဲ့ဒီအိမ်ခေါင်မိုးတကောက်ဖြတ်သွားရမှာအဲ့တော့ဒီတကောက်ဟုတ်ဖွင့်လိုက်မယ်ဆိုရင်အချက်ပေးခေါင်းလောက်တဲ့အလန်းကလည်းမြည်ရမှာဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီကဘာလမ်းမှမမြည်ခဲ့ဘူးတဲ့ဩမတူးမှမကြားခဲ့ရဘူးပေါ့နော်อืม ဲ့တော့ဒီဗီဒီယိုကိုမြင်လိုက်ရတော့လေအဲ့ဒါကို तू तू မပေါ့နော်မလုံနိုင်ဘူးလို့ထင်လိုက်တယ်ပေါ့နော်ဒါပေမဲ့ तू မကတနည်းနည်းနဲ့ပဲအပေါ်ရောက်သွားတယ်ထားပါတော့ပေါ့နော် तू မဒီရေတိုင်ကြီးထည့်ထားတယ်ဒီစင်မြင့်ပုံတက်ကမယ်နော်ဆယ်ဘေးလေကားကိုတက်ကမယ်ဒီပေါင်24တဲ့အဖုံးကိုလည်း तू ဖွင့်ရအောင်မယ်အင်းအဲ့ဒီရေတိုင်ကြီးရဲ့ကို तू ဝင်ရမယ်ပြီးတော့အကုန်ကအမှတ်မိတယ်ဗျညီမကပြောထားတယ်သူ့ကိုတွေးတော့ကိုလုံးကြီးနဲ့ဆိုတာလေအေးဟုတ်တယ်အဲ့တော့အဲ့ဒီတဲ့ကိုမဝင်ခင်မှာ तू အဝတ်တွေကိုချွတ်ခဲ့ရလားအင်း ဒါမှမဟုတ်ဘူးဆိုရင်အဝတ်စားတွေရောမတွေ့ဘူးလားအဝတ်စားတွေရောတိုင်ကြီးထဲမှာရှာဖွေတွေ့ရှိခဲ့တယ်အကိုအဲ့တော့ तू မဒီအဝတ်စားတွေကိုကန်ထဲမှာပဲ तू ချက်တာပဲဖြစ်ရလိမ့်မယ်ဟမ်ဒါမှမဟုတ်အဝတ်တွေကိုဒါတရားဥကပဲပစ်ချလိုက်တာလားအဲ့ဒီအဖြစ်အပျက်တစ်ခုလောကတော့လေအခုချိန်ထိတော့တော်တော်လေးရုံကခံနေတယ်ညီမတို့ကတော့ဟုတ်တယ် တေချာတယ်တေချာကူတာထူးဆန်းတယ်ရုံရောက်ခတ်တာပေါ့နော်ဟိုသူမကိုယ်တိုင်ကပဲဒီလိုလောက်ခဲ့တာဖြစ်နိုင်ပါမလားပေါ့နော်အဲ့တော့ဟိုနောက်လူကြိုက်များတဲ့ theory တခုရှိသေးတယ်ဟိုအကူကတော့ဒါကိုကြိုက်မှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းညီမပြောပြမယ်ဟုတ်ပြောပါဦးသူကတဆေတစ်ကောင်ပါတယ်ပေါ့နော်ဒီ video ကြည့်မယ်ဆိုရင်ねဒီ Eliza ပေါ့နော်ဒီဓာတ်လေကအပြင်ဘက်မှာတရရောက်နေဒီစကားပြောနေတဲ့ပုံကိုတွေ့ရတယ်လေနော်အဲ့ဒီမှာသူမကကွင်းဆက်လူသက်သမားတဆေနဲ့စကားပြောနေတာဆိုပြီးတော့လေယုံကြည်တဲ့သူကြီးကလည်းရှိကြသေးတယ် အဲ့တော့လူတက်မှု73ကြိမ်နေပေါ့နော်1984ခုနှစ်ကနေပြီးတော့1985ခုနှစ်ထိပေါ့နော်ဒီဆစ်ဆဲဟိုတယ်မှာနေထိုင်ခဲ့တဲ့ဒီလူတက်သမားပေါ့နော် Richard Rimmers ရဲ့တစေနဲ့စကားပြောနေရဆိုပြီးတော့ဒီ internet မှာ internet ပေါ်မှာလူတချို့ကလည်းယုံကြည်သွားတယ်ပေါ့နော်။အင်းဒါလုံးဝဖြစ်နိုင်မှာဟုတ်လားကြီးရတော့နော်။ဒါဆိုရင်ဒီနေရာကတရဲချောက်ပြီးတော့လူတွေကိုအယူတယောက်လူဖြစ်အောင်တွန်းပို့စေနိုင်တဲ့ဒီပေါ့နော်တွန်းပို့ပေးနိုင်တဲ့နည်းနည်းလေးတောင်ဖြစ်နိုင်ချေရှိရလို့အကူမထင်ဘူးလို့ပြောနေရလား။ နေ့လေဒီတရေတစီလေးလာမှုအားလုံးကိုတင်ထားတာဒါသိပ္ပံပညာဆိုလို့ပုံစံနဲ့ပေါ့သိပ္ပံကြောင့်လေဆိုလို့အခုပြလေရဆိုကဲထားပါတော့မငင်းတော့ဒါပေမဲ့ဒီစစဲဟိုတယ်ကတကယ်နာမည်ကြီးပဲလေဘာလို့လဲဆိုတော့ဒီဟိုတယ်က1990ခုနှစ်ထဲကဒီဩစတြေးလျဂွင်းဆက်လူသက်သမားဂျက်အန်ဒါဝီဂျာကသူနေထိုင်ခဲ့တဲ့နေရာဖြစ်ပြီးတော့1964ခုနှစ်မှာမဖြေရှင်းနိုင်သေးတဲ့ လူရက်တက်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့တဲ့နေရာလေဖြစ်တယ်။အဲဒီအပြေုံမှာဒီ blood deal ရအမြည်ရမှတ်မိတယ်ဟုတ်။မှတ်မိတယ် blood deal မှတ်မိတယ်။အဲဒီသေဆုံးသူကိုလည်းနောက်ဆုံးတွေ့ခဲ့တဲ့နေရာတွေထဲမှာတစ်ခုဖြစ်တယ်လို့လက်ခံမှန်းထားကြတယ်။ဩဩ။အဲ့ထက်မကပေါ့နော်ဒီအစာဦးခေါင်မိုးပေါ်ကနေပြီးတော့ခုံချပြီးတော့အသက်ဆုံးရှုံးခဲ့တဲ့သူတွေကလည်းရှိခဲ့ကြသေးတယ်။ဟင်း။အဲ့ဒါကြောင့်အခုထိဒီနေရာမှာကာလရှင်နေထိုင်တဲ့သူတွေကပေါ့နော်အဆိုပါဒီဟိုတယ်ကိုမိမိကိုယ်ကိုပေါ့နော်အသက် ဆုံးရှုံးစေသောဒီဟိုတယ်ဆိုပြီးတော့လည်းခေါ်နေကြတယ်ပေါ့နော်အခုချိန်မှာ။ အဲ့ဆိုအဲ့လိုမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ကွာဒီတစီတီအိုဒီနဲ့ဒါစန့်ခြင်းမဖြစ်နေဘူးလေဟုတ်တယ်မလူတွေကဒီဟိုတယ်ခေါင်းမိုးပေါ်တက်ဖို့လွယ်တယ်ဆိုလို့ရှိရင်ဒါဒီဒီတမိုင်းကြောင်းတရားတွေအကုန်ရှိနေပြီလေဟုတ်တယ်မလားဟုတ်အဲ့ဆိုဒီခေါင်းမိုးပေါ်တက်လို့လွယ်လို့ပေါ့อืมအင်းပေါ့နော်ဒါလွယ်လာတာဖြစ်တာပေါ့ဟုတ်တယ်မလားတက်လို့လွယ်တယ်ဆိုလို့ရှိရင်ကွာခုနကရှေ့မှာပြောဒီဒီတခုတည်တော်တဲ့အလစာကဒီအပေါ်တက်ဖို့လို့စာတော့တော်တော်ကြီးကိုဒီပရင်ဘောက်ကနေတော်တက်ရတယ်ဆိုတာမျိုးလည်းပါမယ်အပေါ်တက်လို့ရှိရင်လည်းဒီဒီတိုင်းပေါ်တက်ဖို့လည်းဟို ဆယ်ဘီလောက်ဆယ်ဘီလောက်ဟုတ်တယ်မြင်တယ်ပေါင်20လေးပေါင်20လောက်လေးတဲ့ဖုံးလေးဖွင့်တယ်ဆိုတော့ဒါမျိုးကြီးဆိုတော့ဒါမဲ့အခုပြောဖို့ရဆိုလို့ရေဒီဒီမှာလူတော်များများကအဲ့မှာပျောက်ဆုံးခဲ့တည်ဆုံးခဲ့တဲ့ပုံစံဒီဒီဟိုတယ်မှာဖြစ်နေတာပဲเนาะထူးတော့ထူးဆန်းတယ်ဒီဟိုတယ်ကြီးရောင်ကတော်တော်လေးကိုထူးဆန်းနေရဆိုရင်เนาะဟုတ်တယ်လေ ော်ပြီးတော့သူကလည်းအဲ့နားမှာလည်းဂွင်းဆက်လူသမားတွေကလည်းရှိပြီးသားလူသက်သမားတွေကလည်းနော်ခုနပြောဒီတစီနဲ့လည်းစကားပြောရဲဆိုတော့လည်းပြောရဲနော်ဟုတ်နော်ဗီဒီယိုထဲမှာလည်းခုနမြင်ရတာလည်းတကယ်တော့ဟုတ်တော့ဟုတ်နေရပါပဲနော်လက်တရားနော်လက်ပုံမှန်တော့မဟုတ်ကြောက်စရာရယ်နော်ဟုတ်တယ်ဒီအဲ့ဒါမှာလည်းကတော့ကလက်တရားအဲ့လိုမျိုးကြီးကော့ဖို့ဆိုတာဟိယမဖြစ်နိုင်ဘူးနော်သူကဒီတက်လီကခလုတ်ကိုနှိပ်ပြီးတော့လေသူကုန်း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 နဲ့အဲ့လိုတော့ချောင်းနှိပ်နေတာအဲ့လိုပုံစံမျိုးနှိပ်နေတယ်ပြီးတော့သူပြင်လို့သူထွက်ချောင်းချင်းထွက်ချောင်းနဲ့နှစ်ခေါက်သုံးခေါက်လောက်ခလေးလိုချောင်းတယ်လို့မျိုးသူချောင်းတယ်ပြီးတော့သူ့လက်ကပုံမှန်မဟုတ်ဘူးနော်อืมဟုတ်တယ်ဘယ်လိုမျိုးဖြစ်လာဟုတ်ကဲတော့ဒါ ဒါလည်းဖြည့်ရှင်းလို့မရတဲ့ကြောင့်တစ်ခုပဲเนาะဟုတ်အဲ့နေရာကငင်းနေတော့လိုပါပြီးမှတော့မဟုတ်တော့ဘူးเนาะဘာလို့ဆိုတော့ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာကိုပြောပြတာဆိုတော့လေဒါကဖြည့်ရှင်းလို့ရမှာမဟုတ်ဘူးเนาะဒါပေမဲ့အခုလိုဒါဗီဒီယိုမှတ်တမ်းနေတဲ့အတူတကာကိုကြည့်ရတာဆိုတော့ခါကြောက်လဲဒါဟိုထူးခြားမှုတစ်ခုအနေနဲ့ပဲအခုလိုဒါကြည့်ရတာပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်เนาะကျေးဇူးအများကြီးတင်ပါတယ်เนาะဘာလို့ဖြည့်เนาะဒီ ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေဆိုတော့အများကြီးရှိတာလေအဲ့ထက်ကမစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုယူယူလာပြီးပြီးခုလိုပြောပြပေးရတော့မဲဘော်ကျေးဇူးအများကြီးတင်ပါတယ်နော်နောက်တစ်ပတ်ဒီကြာလို့ရှင်လဲခုလိုမျိုးပဲထူးခြားပြီးတော့ဒါစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေထပ်ပြီးတော့ရှာလာပြီးပါဦးဟုတ်ကဲ့ပါကိုဟုတ်ပါဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးအပ်ပေးခဲ့တဲ့ကျေးရတဲ့သူများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ထပ်ထပ်ပြီးတော့လဲခုလိုမျိုးထူးခြားတဲ့ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးမှာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်မော်တော်နဲ့ကိုဆက်လက်ပြီးအားပေးပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်